ဖီးယားလောင်းဆိုပြီးမင်းကလေးရနဲ့ချီကိုလက်ထပ်ထိမ်းများပြီးနမေကြီးသွားခဲ့တဲ့ခွန်နန်ခေါ်ဇက်လိုက်အကြောင်းဒီဖြစ်စဉ်ကပြီးခဲ့တဲ့နှစ်2019ခုနှစ်အောက်တိုဘာလထဲမှာထူးခြားတဲ့ ဖြစ်စဉ်တစ်ခုအဖြစ်မှတ်တမ်းတင်ခဲ့ပါတယ်မွန်ပြည်နယ်တထုံမြို့နယ်အလံတရာတာတနာနယ်မြေမှာဖြစ်ပွားခဲ့တဲ့ဒီဖြစ်စဉ်မှာမင်းကလေးရချီပြီးကာမလိန်လည်းရယူခံခဲ့ရပါတယ်။အဲဒီမှာရိုးသားတဲ့ပအိုးမင်းကလေးတွေကအသက်၁၄နှစ်အရွယ်မင်းကလေးတွေပါပါဝင်နေပါတယ်။ ခွန်နန်ဟာတထုံဒေသခံမဟုတ်ပဲရှင်းပြည်နယ်ကနေလာရောက်သူဖြစ်ပြီးအလန်ဒီယာဆရာတော်ပြန်လုံတော်မူပြီးနောက်သူ့ကိုယ်ကိုဆရာတော်ဖျားဝင်စားသူလို့ဆိုပြီးအလန်ဒီယာတာတနနယ်မြေတွင် နေထိုင်သူတွေကိုအယုံသွင်းစေခဲ့ပါတယ်။ခွန်နန်ကိုနှစ်သားရွယ်မှာရှင်းပြည်နယ်ဟိုဘုံမြို့နယ်ကကြေးရွာတရွာကနေအလန်ဒီယာနယ်မြေကိုခေါ်ဆောင်လာတာဖြစ်ပြီးအလန်ဒီယာနယ်မြေကနေအိမ်တချို့မှာခွန်နန်ရဲ့တပ်ပုံတွေကိုချိတ်ဆွဲကိုးကွယ်သူတွေမနှင်းမနော်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်အသက်25နှစ်လောက်ပဲရှိသေးတဲ့လူငယ်တစ်ယောက်က အလန်တရာဆရာတော်ဝင်စားတယ်လို့ပြောဆိုလိုက်ုံနဲ့ဝိုင်းယုံကြည်ကိုွယ်ကြတာဟာလူများပြည့်ရဲ့ပြုစရာဖြစ်ရတယ်လို့သူပြောကြားချက်တွေလှုပ်ဆောင်ချက်တွေကဗုဒ္ဓဘာသာရဲ့အနှစ်သာရနဲ့ဖြောင်းဖြောင်းကြီးဆန့်ကျင်နေပါတယ်။ဒေတာခန်တွေကယုံကြည်ကိုွယ်နေတဲ့ခွန်နန်းဟာစိတ်မင်ကြောင့်ထိုးထားတာမထင်ရင်မထင်တယ်လို့ဒေတာခန်တို့ချို့ရဲ့ဆိုင်ငယ်ကားနဲ့ဈေးဆိုင်တွေကိုမိရှုဖြက်စီးတာဟာဝီယိုတီဖြစ်စရာအနေထားဖြစ်ပါတယ်။သူကအလန်တရာဆရာတော်ဝင်စားတယ်လို့ပြောပြီးသူ့ဘေးနားကလူတွေကလည်းမြောက်ထိုးပင့်ကော်လို့ကြပါတယ်။ သူကတိတ်ခါတင်တယ်လို့ပြောပြီးမိန်းကလေးတွေတယောက်ပြီးတယောက်อยู่ပါတယ်မိန်းကလေးတွေလည်းခန့်ငယ်ငယ်လေးတွေပါပဲဟိုတုန်းကဆိုရင်ရဟန်းဝတ်ဦးစင်းတွေရဲ့ခေါင်းပေါ်တနင်းနာတွေလုတ်ခဲ့ပါသေးတယ်အဲ့လိုလုတ်တဲ့လူကိုယ်တော်ဒေတာခန့်တွေကဝိုင်းဝန်းပြီးကိုးကွယ်နေကြတာပဲဖြစ်ပါတယ်ခွန်နန်လိန်လေလက်ထက်ခံခဲ့ရတဲ့မိန်းကလေးတွေကယာချီရှိနေပါတယ် ခွန်နန်ကသူ့သဘောကျတဲ့မိန်းကလေးတွေကိုတိမ်သွင်းလက်ထပ်ခဲ့တာပါပြီးရင်တစ်လနှစ်လပဲပေါင်းပြီးမိဘအိမ်ပြန်ပို့ခဲ့တာဖြစ်ပါတယ်။အမျိုးသမီးလေးတွေကိုယ်တိုင်ကခွန်နန်နဲ့လက်ချီရရင်တိတ်တိမြောက်တယ်လို့ထင်မှတ်စေတဲ့အထိယုံကြည်မှုမိုက်တိုက်ခဲ့ရကိုလည်းတွေ့ရပါတယ်။တတားစိတ်ကြီးညို စိတ်လွန်ကဲနေလို့တချို့ပေါအိုးမိန်းကလေးတွေကခွန်နန်နဲ့လက်မချီရရင်လူဖြစ်ဆုံးလို့လည်းမှတ်ယူထားကြပါတယ်။ ခွန်နံကိုယုံကြည်ကိုးကွယ်တဲ့လူတွေကတော်တော်များများလေးရှိကြပါတယ်။အဲ့လူတွေက သူပါလို့လို့မဟုတ်တာပဲလှုပ်လှုပ်ကောင်းတာကြီးပဲမြင်ကြပါတယ်။သူက ဖုံးကြီးဝတ်လိုက်ထွက်လိုက်ဗယုတ်ဒုက္ခလှုပ်လိုက်နေပေရ။သူကကလေးတွေကိုလည်းအုံနံရံမှာမိရခိုင်းပြီးနောက်ကနေဆိုင်ငယ်နဲ့တူလိုက်တယ်ဆိုင်ငယ်တိုက်လို့ဒံယာနာတရဖြစ်သွားခဲ့ရင်နောက်ွယ်ကတကာတွေကဝင်းနဲ့လိုက်ဖုံးပေးပါသေးတယ်။သူစိတ်ကြိုက်လှုပ်ချင်တာလှုပ်နေတာကိုဒေသခံတွေကဖွင့်ပေးနေကြတာပဲဖြစ်ပါတယ်။သူကဖုံးကြီးလည်းမဟုတ်ဘူးသူပြောတာကတော့ သူ့အာယုံထဲမှာလာရင်လာသလိုဝစားပြင်ဆင်ပါတယ်။တင်ကန်းပက်ရမယ်ဆိုရင်သူပက်လိုက်တာပဲ။သူကဖုံးကြီးမဟုတ်သလိုတန်နာလည်းမဖြစ်ဘူး။တန်နာဖြစ်ဖို့အတွက်ဆိုရင်တိမ်တက်တာတွေလုပ်ရမယ်။ဒါပေမဲ့သူကအထက်ကအဝတ်စားနဲ့သင်္ကန်းပတ်လိုက်တယ်အဲ့ဒီအချိန်ဆိုသူကမောတော်မှမကြည့်တော့ဘူးသူတို့ရန်ကိုကြောက်တယ်ဆရာတော်ဘုရားကြီးဝင်ပူးလာပြီပေါ့အဲ့လိုတော့ဒေသခံတွေကယုံကြည်ထားကြပါတယ်သင်္ကန်းကိုယုံလိုက်ဖြုတ်လိုက် သူ့ကိုမှလည်းစိတ်မင်ကြောင်ကြီးပါပဲဒေတာခန်တွေကသူ့ကိုနမီတော်မခေါ်ရက်ပူဇက်လိုက်ဆိုပြီးတော့ခေါ်ကြပါတယ်နောက်ဆုံးမှာတော့ခွန်နန်ခေါ်ဇက်လိုက်နဲ့အပေါင်းပါခွန်နန်ဦးကိုအသက်မပြည့်သေးတဲ့မိန်းကလေးတွေကိုခိုးယူပေါင်းသင်းမှုနဲ့အဘေကူညီမှုဆိုတဲ့ပုံမှန်နဲ့နိနာသူအမျိုးသမီးတဦးရဲ့ဖခင်ဖြစ်သူကအမှုဖွင့်တန်ကြားထားရာကနေဖမ်းဆီးခံလိုက်ကြပါတယ်ဒါပေမဲ့ပြစ်မှုကျူးလွန်သူခွန်နန်ကတော့ထွက်ပြေးလို့မြောက်သွားခဲ့တာဖြစ်ပါတယ်